ကြားဖြူမျိုးအနည်းကနေလက်နက်မျိုးစုံပြစ်ခတ်တန်းတွေကိုပို့ပြီးကြားလာနေရတဲ့အတွက်ဒေသခံတွေအကြားစိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲနိုင်ငံရေးပါတီတွေက အပြုံးမပြဲအပြိုင်ဆိုင်မေးဆွေမှုတွေကိုပြုလုပ်နေကြတယ်လို့သိရပါတယ်။ဒေါက်တာအေးမောင်ဦးဆောင်တဲ့ AFP ပါတီကကြောက်ဖြူမျိုးကလက်လွတ်လက်ဆားဒေသခံတွေကိုလက်ဖက်ရည်တိုက်ထမင်းကျွေးပြီးမေးဆွေနေတယ်လို့ကြောက်ဖြူမျိုးခံဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်အစောကြီးကတည်းက ကျောက်ဖြူမျိုးစပြင်ကွင်းရက်ကွက်ကလက်လုံလက်စားဒေသခံတချို့ကိုခေါ်ကလက်ဖက်ရည်မုံနဲ့နီးလေစားထမင်းပါခေါ်ကြွေးကမေးဆွေမှုတွေပြုလုပ်ခဲ့တယ်လို့သူမကစပြောပါရယ်မေးဆွေရမှာဒေါက်တာအေးမောင်ကိုတိုင်မပါရှိပေမဲ့သူ့ရဲ့ပါတီဝင်တွေဖြစ်ကြတဲ့လွတ်တော်ကိုစလီလောင်းတွေကမေးဆွေခဲ့ကြတာဖြစ်ပါရယ်ဒီဇင်ဘာလ6ရက်နေ့ကလည်းရခိုင်တိုင်းရင်းသားများပါတီ RNP ခေါင်းဆောင်ဥပရှင်ကိုတိုင်ပါတီအတွက်မေးဆွေဈေးရုံးမုံတွေကိုလှူဆောင်ခဲ့ပါရယ်အခုလိုမေးဆွေနေပေမဲ့ ကြောက်ဖြူမျိုးအနီးအနားမှာတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေတာကြောင့်ကြောက်ဖြူဒေသခံအများစုပြည်သူတွေကတော့စစ်ကောင်မရှင်ကျင်းပမဲ့အတူအယောင်ရွေးကောက်ပွဲအပေါ်စိတ်ပါဝင်စားမှုမရှိဘူးလို့ဆိုကြပါရယ်စစ်တပ်ကလေးချောင်းကနေရခိုင်လူထုကိုနှိမ့်စင်လွလွဘုံကျဲတက်ဖြတ်နေချိန်မှာရခိုင်နိုင်ငံရေးသမားတရှိုးကစစ်တပ်နဲ့ပေါင်းပြီးရွေးကောက်ပွဲဝင်ဖို့ပြုလုပ်နေတဲ့အပေါ်မှာဝေဖန်မှုတွေလည်းအကြီးအကျယ်ထွက်ပေါ်နေတာဖြစ်ပါရယ် ီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်